မြတ်စွာဘုရားဟာသူများမျက်လုံးနဲ့မတူဘဲနဲ့တကယ်ကိုပါရမီဘုံကံနေကြောင်းမလို့ထူးခြားတဲ့မျက်လုံးပိုင်ရှင်ဖြစ်ခဲ့တာနော်ထူးခြားတဲ့မျက်လုံးပိုင်ရှင်အဲ့တော့ဒါတင်မဲလားလို့ဆိုမဟုတ်ဘူးမြတ်စွာဘုရားမှာ စွမ်းအားကြီးမားတဲ့တခြားမျက်လုံးတွေရှိသေးတယ်ဒုတိယမျက်လုံးကိုဒိဗ္ဗစက္ခုလို့ခေါ်တယ်ဒိဗ္ဗစက္ခုဆိုတာ တပရတ်ချင်းစင်တစ်ခုကိုကျင့်ပြီးတော့တမာတိစွမ်းအားနဲ့ရထားတဲ့မျက်လုံးမျိုးကိုဒိဗ္ဗစကုလို့ခေါ်တာ။ဒါပမာပြေမှာတော့ဒိဗ္ဗစကုဆိုပြီးတော့မျက်စင်းတွေပဲတောင်ဒိဗ္ဗစကုမျက်စင်းဆိုပြီးတော့ဖော်တာရှိတယ်။တကယ်ဒိဗ္ဗစကုတော့မဟုတ်ဘူးနော်။အဲ့တော့မြတ်စွာဘုရားရဲ့ဒိဗ္ဗစကုဆိုတာကတော့အလုံးကိုစွမ်းအားကြီးမားတယ်။အတိပ္ပေတကုကဒိဗ္ဗစကုဆိုတာ နတ်တေပြမာတွေရနိုင်တဲ့မျက်စိမျိုးလို့ဒီလိုအဓိပ္ပာယ်ရှိတယ်။နတ်တေမျက်စိနတ်မျက်စိလို့ဒီလိုဆိုတာပေါ့။တရားမင်းကြီးဆိုရင်သဟာတနိတောဆိုတဲ့ဂုံနဲ့ထုတ်ဖော်ထားတာရှိတယ်။မျက်စိအမြင်တထောင်ရှိသောလို့ဒီလိုဆို။တပြိုင်နက်တည်းနဲ့အကြောင်းအရာပေါင်းတထောင်ကိုမြင်နိုင်သိနိုင်စွမ်းရှိတယ်ပေါ့။တပြိုင်နက်တည်းနဲ့သိနိုင်လို့သဟာတနိတ္တဆိုတဲ့စကလုံးနဲ့တရားမင်းကြီးကိုဂုံပြုတ် ဲ့တော့မြတ်စွာဘုရားရဲ့ဒိဗ္ဗစကုဆိုတဲ့ဒီသမထကျင့်စဉ်တစ်ခုအောင်မြင်လို့ရလာတဲ့တမာရီစွမ်းအားနဲ့ဖြစ်ပေါ်လာတဲ့ဒီဒိဗ္ဗစကုဆိုတဲ့မျက်လုံးစွမ်းအားဟာအလွန်ကြီးမားတယ်သူတို့ဆိုမျက်လုံးစွမ်းအားလွန်ကြီးမားတယ်တမယန္တာပုဂ္ဂိုလ်တွေလည်းရတယ်သို့တော့အတိုင်းတာချင်းမတူဘူး ရသော်ဘုရားရတဲ့ဒိဗတ်စကုကပို့ပြီးတော့စွန့်ထက်တယ်ပေါ့ဒီလိုဆိုတာမြင်အားချင်းမတူဘူးလူတိုင်းလူတိုင်းဟာမျက်စိရှိတော်လည်းပဲမြင်အားချင်းမတူသလိုမြတ်စွာဘုရားရဲ့ဒိဗတ်စကုကတာမန်ယဟန္တာတွေရတဲ့ဒိဗတ်စကုနဲ့မတူလောက်မြင်အားကြီးမားတယ်ဒါမို့စွန့်အားကြီးမားမြတ်ဗုဒ္ဓရဲ့မျက်လုံးများလို့ဆိုတာ အဲ့တော့ဒီမျက်လုံးကဒိဗ္ဗစကုဆိုတဲ့မျက်လုံး divine eye လို့အင်္ဂလိပ်လိုပြန်တယ် divine eye အဲ့တော့နတ်မျက်စိတစ်ဖွဲနတ်မျက်စိတဲ့တာလွန်ပြီးတော့တမာရီကျင့်စဉ်တစ်ခုကိုကျင့်ကြံကြိုးကိုအားထုတ်လို့ရလာတဲ့ဒီဒိဗ္ဗစကုဟာဘလောက်အစွမ်းထက်တုံးဆိုတာကိုစာပေကျမ်းကမှာဖော်ပြထားပုံမြတ်စွာဘုရားဟာဒိဗ္ဗေနစကုနာ တမန်မိမွေးတိုင်းပဂတိမျက်စိမဟုတ်ဘူးတမာတိစွမ်းအားနဲ့ရထားတဲ့ဒိဗသခုနဲ့ဝိတုဒ္ဓေနာကြည်လင်းနဲ့ပြတ်သားတယ်ဘယ်နေရာကြည့်ဝိုးတဝါမရှိဘူးဝိုးဝါဝါမောင်းတောင်းတောင်းဒီလိုမဟုတ်ဝိတုဒ္ဓေနာတန်ရှင်းနဲ့ကြည်လင်းနဲ့ပြတ်သားတယ်အတိတ်ကန္တမာနုတကေနာ တမန်လူတွေရဲ့မြင်စွမ်းအားတဲ့ပို့ပြီးတော့ကြော်လွန်နေစာပေါင်းများစွာတာလွန်နေဒီလိုဆိုလို့မာနုဒကဆိုတဲ့လူတွေရဲ့မြင်နိုင်စွမ်းအားတဲ့အတိတ်ကံတာပို့လွန်နေအဲ့ဒီတန်ရှင်းပြတ်သားပြီးလူတွေရဲ့မြင်စွမ်းအားတဲ့ပို့ချီးမားတဲ့ divine eye လို့ခေါ်တဲ့ဒိဗ္ဗစခုနဲ့တဲ့မြတ်စွာဘုရားတတ္တဝါတွေကိုမြင်ရတယ်လို့သူတို့ဆိုလို့မတန်ချီလင်းပြတ်သားစွာမြင်ရတယ် တတ္တဝါတွေအမျိုးအစားပေါင်းမြောင်များစွာရှိတယ်။နော်ဘယ်လိုတတ္တဝါတွေမြင်ရတာတော့လောကကြီးတစ်ခုကိုခြုံကြည့်လိုက်တဲ့အခါတေးအမှုမှုဖြစ်နေတဲ့တတ္တဝါတွေတွေ့ရတယ်။မိခင်ဝမ်းထဲမှာမွေးဖွားဖို့ဝင်ရောက်နေတဲ့နော်တရေတီးနေတဲ့တတ္တဝါတွေကိုလည်းမြင်ရတယ်။သေးနေတဲ့တတ္တဝါတွေမွေးဖွားတော့မဲ့တတ္တဝါတွေနော်အောက်တန်းကြတဲ့တတ္တဝါတွေထက်တန်းကြတဲ့တတ္တဝါတွေအမျိုးစုံပဲမြင်ရတယ်။ အစင်းလာတဲ့တရားတွေအစင်းမလာတဲ့တရားတွေကောင်းသော အခြေအနေရှိတဲ့တရားတွေမကောင်းတဲ့အခြေအနေရှိတဲ့တရားဆိုလိုတာကတော့ဘယ်လိုပုံရိပ်တွေပဲဖြစ်ဖြစ်မြတ်စွာဘုရားတရားအားလုံးကိုမြင်နေရတယ်လို့ဒီလိုဆိုလိုတယ်နော်တမန်အဖြစ်တော့အကောင်အထည်ဖြစ်ပြီးမှသာမြင်ကြတာသေးနေတာကို မြင်နိုင်မြင်ချင်မှမြင်ရမယ်သေးသေးပြီးပရိသေနေနေတဲ့တရားကိုမြင်ချင်မှမြင်ရမယ် သို့သောဒိဗ္ဗစကုနဲ့ကြတော့ဒီအခြေအနေတွေပါအကောင်းမြင်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့ဒိဗ္ဗစကုနဲ့တရဝရီရဲ့အမျိုးအစားဒီလောကဤတစ်ခုလုံးမှာစัจ java လောက်ပေါင်းမြောင်များစွာမှာ ရှိတဲ့တရဝရီအားလုံးလူတွေမကဘူးလူတွေပါတယ်နတ်တွေပါတယ်ဗြမာတွေပါတယ်ဒိဋ္ဌာန်တွေပါတယ်ပြိတ္တာတွေပါတယ်ငရေသားတွေပါတယ်နော်လောကကြီးမှာ ရှိတဲ့တရဝရီမျိုးစုံအောင် ြတ်စွာဘုရားတယ်လီဗီရှင်းထဲမှာမှန်သားပြင်မှာ ပေါ်ထင်းလာတာတွေကို မြင်ရတယ်လို့လောကကြီးတစ်ခုလုံးမှာရှိကြတဲ့တတဝါတွေအားလုံးကိုမြင်နိုင်တယ်ဒါရင်လားလို့ဆိုမကဘူးယထာကမ္မုပကေတတ္တိကာအလျောစွာထူထူဘဝတို့ရောက်သွားမဲ့တတဝါတွေရဲ့အခြေအနေကိုလည်းပဲဒိဗ္ဗစကုနဲ့ရှင်းရှင်းကြီးမြင်ရတယ်တဲ့ ဘာတွေလုပ်တုံးဆိုမသေးခင်တရားတွေတချို့ဟာတော့ဒုစရိုက်လုပ်ငန်းတွေလုပ်တယ်စိတ်နေသဘောထားတွေယုံညံ့တယ်ပြောတာဆိုတာတွေမကောင်းတာတွေပြောတယ်မကောင်းတာတွေလုပ်တယ်အဲ့ဒါလို လုပ်ရုံမကဘူးတကယ်သူတော်စင်တွေကိုပြမှားတယ်နော်သူတော်စင်တွေကိုပြမှားတယ်နောက်မှားရွင်းတဲ့အမြင်တွေအယူဆတွေကိုယူဆတယ်မှားရွင်းတဲ့အမြင်နဲ့လောက်ရတဲ့ကို ဆောက်တည်ပြီးတော့လောက်ကိုင်းနေကြတယ်သူတို့ဘာသာတရားရဲ့တုံတယ်မှုကြောင့်တရားတွေကိုတတ်ရမယ်ဆိုတတ်နေကြဒါမှားရွေးတဲ့အမြင်နဲ့လောက်တာလို့ဆိုလိုတယ်နော်နောက်တစ်ခါဒီပုံနာတွေဆိုလို့ရှိရင်လောကကြီးကိုဘုရားသခင်ဖန်ဆင်းတာတဲ့သူတို့ကဘုရားသခင်ရဲ့သားအဲ့ဒါကြောင့်မို့လောကမှာရှိတဲ့ပစ္စည်းဥစ္စာဘာရှိရှိ သူတို့ပိုင်တယ်လို့ယူဆတယ်။ယူဆလို့ဘယ်သူမှပန်ကြားစရာမလိုကိုလူချင်းနဲ့ပစ္စည်းဆွဲယူလို့ရတယ်ပေါ့သူတို့။အဋ္ဌိနာဒါနာကိုကျူးလွန်နေတာနော်။သူများပစ္စည်းဘယ်သူပစ္စည်းပဲဖြစ်ဖြစ်သူလိုချင်ရတယ်။ကြံတဲ့လူတွေကသူတို့ပစ္စည်းကို မတရားသုံးနေကြတယ်လို့ယူဆတယ်။သူတို့ကဖျားတာကိုဖျားက လောကကြီးကိုဖန်ဆင်းတာ။အဲ့ဒီဖျားကဖန်ဆင်းတာတဲ့သူတို့ရဲ့အဖေ့ပစ္စည်းသူတို့သုံးကျင်တိုင်းသုံးလို့ရတယ်။ကြံတဲ့လူတွေကမတရားယူထားတာဆိုတဲ့ သူတို့ဘာသာရေးရဲ့တွင်တင်ချက်နဲ့ပုံနာတွေမှာအဲ့လိုအယူဆရှိတယ်။အဲ့ဒါမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။တကယ်မှားရင်တကယ်ဖန်ဆင်းတာလားလို့ဆိုမဟုတ်ဘူး။သူတို့ကရောတကယ်ဘုရားသခင်ရဲ့သားလားဆိုဘယ်ဟောမှာ။ရိုးရိုးပဲသူ့အမိကမွေးတာပဲလေ။ဘုရားသခင်သားကောင်းငယ်ကြလာတာမှမဟုတ်တာ။သို့သောပုံနာမျိုးတွေမှန်သမျှအဲ့လိုယူဆတယ်ပေါ့။အဲ့ဒါကိုပြောတာ။ မိစ္ဆာဒိဋ္ဌိကမ္မတမာဒနာတဲ့မှားရင်းနဲ့အမြင်နဲ့လိုက်ပြီးတော့လှုပ်နေကြတဲ့အလုတ်တွေရှိနေကြတယ်ပေါ့လူတွေအဲ့ဒီလိုမကောင်းတဲ့လှုပ်တွေလှုပ်နေကြတဲ့သရဝါတွေဟာဘယ်ရောက်သွားကြတော့ဆို ငရဲတို့ဒရိစန်းတို့ပြိတ္တာတို့အသူရကယ်တို့ဆိုတဲ့အဲ့ဒီဘုံမှာဖြစ်သွားနေတာကိုလည်းမြတ်စွာဘုရားမြင်ရတယ်ထို့တူပဲသရဝါတွေဟာ အကျင့်ကောင်းနေထိုင်ကောင်းဇေယိုက်ကောင်းနေနဲ့နေထိုင်ရပြီတကယ်သူတော်သူတော်စင်မြတ်တွေကိုလေးမြတ်လို့မှန်ကန်တဲ့အယူဆတွေနဲ့ကောင်းတဲ့အလုပ်တွေကို လုပ်နေကြတဲ့မှန်ကန်တဲ့အမြင်အားလျော်စွာစောင့်တည်ပြီးတော့ဒါနကောင်းမှုလုပ်ရတယ်သီလဆိုတော့စောင့်တည်ရတယ်ကမ္မထံဘာဝနာပွားများအထောက်ရတယ်မှန်ကန်တဲ့အမြင်တစ်ခုပေါ်မှာအခြေခံပြီးတော့အလုပ်လုပ်နေကြတဲ့တတ္တဝါတွေကြတော့ ကောင်းရသူဒီဘုံနတ်ပြည်လူပြည်ရောက်နေကြတာကိုလည်းပဲဟောဒီဒေဝဆက်ခုရဲ့ဒေဝဆက်ခုနဲ့ရသော်ဗျာကြည်ပြီးတော့မြင်နေရတယ်လို့ဆိုအဲ့ဒီအမြင်နဲ့ကြည်ပြီးတော့မြတ်စွာဘုရားကံကံဤအကျိုးကိုဟောကြားတာဖြစ်တယ်ပေါ့။တေချာသိပြီးတော့ဟောတာ။တေချာသိပြီးတော့ဟောတာ။